ကဘာကြီးကလည်းတနာရီကိုကီလိုမီတာ1600ကျော်နှုန်းနဲ့လေနေတာတိကျမှာပါဒီလောက်မြန်တာအပြင်ကိုလွတ်ထွက်သွားတင်တယ်လို့ပဲနော်ဒီနေ့ကျမတို့လေ့လာမယ့်အကြောင်းအရာကတော့ဒီကိစ္စနဲ့ပတ်သက်ပြီးပေးပို့လာတဲ့သိပ္ပံဆောင်မလေးမဆူရီလည်းကအဓိကအချက်ဒီပါပဲအဓိကမေခွန်းကတော့ကဘာကြီးဒီလောက်မြန်မြန်လေနေတာတောင်းအဲကျမတို့ဘာလို့လွတ်မထွက်သွားရတာလဲဆိုတာကို အရင်အမိဒီကဘလို့ရှင်းပြထားလေ အဲ့တော့နားလည်ဖို့ကြိုးစားကြည့်ကြရအောင်ဟုတ်ကဲ့ဒီပေးပို့ထားတဲ့အချက်လက်တွေကိုကြည့်ရင်လေအဓိကကြားတဲ့သိပ္ပံခြေခံအကြောင်းရင်းတစ်ခုကိုမိမောင်းထိုးပြထားတာတွေ့ရတယ်အဲ့ဒါတွေကိုတစ်ခုချင်းစီဆွေးနွေးကြည့်ကြအောင်ပို့ကောင်းပါပြီပထမဆုံးအချက်ကိုကြည့်ရအောင်အရင်မီးဒီရမကဘာလေပတ်နှုံးကိုအရင်ဆုံးထောက်ပြထားတယ်အီကွေတာမှာဆိုတင်္ဂါလီကီလိုမီတာ1665လောက်ဆိုတော့ဟင်ဒါတော်တော်မြန်တဲ့အရှိန်နော်ဟုတ်တယ်ဟုတ်တယ်စူပါကားတွေထက်တောင်မြန်ထဲတယ်ဟုတ်တယ်ဟုတ်တယ်ဒါပေမဲ့ ကျမတို့နေ့စဉ်ဘဝမှာဒီလောက်ကြီးလှုပ်ရှားနေတယ်လို့ကိုမခံစားရဘူးလေမှန်ပါတယ်အဲ့ဒီလိုမလွင်ထွက်ရတဲ့အဓိကအကြောင်းရင်းကိုလေအရင်မြတ်အများစုကကဘာဆွဲအား gravity ကြောင့်လို့ရှင်းပြထားတယ်ဒီဆွဲအားက ကဘာဘဟုကနေအရာအလုံးကို အကုန်လုံးကိုအထက်ကိုဆွဲငင်ထားတာอืมလူတွေကြိုက်တာစာဦးတွေဟိုစမုဒ္ဒရာရေပြင်းကြီးတွေနောက်ဆုံးကျွန်တော်ရှူနေတဲ့လေတို့အထိပေါ့ကဘာမြေရပြင်ပေါ်မှာကတ်နေအောင်ဆွဲထားတဲ့ ဘယ်လိုပြောမလဲမမြင်ရတဲ့အားကြီးတစ်ခုလိုပဲဒါပေမဲ့လေကဘာကြီးကဒီလောက်အရှိန်နဲ့လဲနေလို့ဟိုချရဟဆီသူလိုမျိုးအပြင်ကိုနက်နက်ဆွဲထုတ်ခံရတဲ့ခံစားမှုမျိုးရောအဲ့လိုအားမျိုးရောမရှိဘူးလားရှိတာပေါ့အဲ့ဒါကိုဝေဟုတ်ခွာအား centrifugal force လို့ခေါ်တယ်ကဘာလေပတ်မှုကြောင့်အပြင်ဘက်ကိုတွန်းထုတ်နေတဲ့အားပေါ့လေဟုတ်ကဲ့ဒါပေမဲ့အရေးကြီးတဲ့အချက်ကအရင်မြစ်တွေကအလေးပေးထားတာကဒီဝေဟုတ်ခွာအားဟာ ကွာဆွဲအားနဲ့ရှင်လန်းရဲ့အလွန်အလွန်ကိုအားနေတယ်ဆိုတာပဲ။အော်ဘလောက်တောင်အားနေတာလဲ။အချက်လက်တွေအရအေး Equator လို့လဲပတ်နုံအမြန်ဆုံးနေရာမှာတော့မှကဘာဆွဲအားရင်1.3%လောက်ပဲရှိတယ်လို့ဆိုတယ်။1.3%ပဲလား။ဟဲ့တော်တော်လေးနေတာမို့နော်။ဟုတ်တယ်1.3%ဆိုတာဘာမှပြောပလောက်တာမဟုတ်ဘူးလေ။ရှင်ဦးမပေးရရင် အရင်မြင့်တစ်ခုမှတုံထားတယ်လို့ပေါ့။ကဘာဆွဲအားကအရာအလုံးကိုတမဏီချိုးကြည့်နေအထဲကိုအာကုံဆွဲထားတယ်ဆိုပါတော့ ်ဟုတ်ကဲ့အဲ့ဒီအချိန်မှာ1.3%လောက်ပဲရှိတဲ့ဘဟုခွာအားကချင်းမြင်လေးတမြန်လောက်နဲ့အပြင်ကိုလာဆွဲနေတယ်လို့ပဲဘလို့မှရှင်းလို့မရဘူးလေဩရှင်းသွားပြီဟုတ်တယ်ဒါကြောင့်ကဘာဆွဲအားကအပြတ်သက်အနိုင်ရပြီးတော့ကျွန်တော်တို့ကိုကဘာပေါ်မှာမြဲနေစေတာပေါ့ဟင်းဒါဆိုဆွဲအားကအဓိကပဲဒါနဲ့နောက်ထပ်မရှင်းတဲ့လိတခုကဒီလောက်တနာလီကီလိုမီတာ1600ကျော်နဲ့လဲနေတာကိုဘာလို့ကျမတို့မခံစားမိရတာလဲလေရင်ပြန်အရှိန်လောက်နီးနီးမဲ့ဟာ ကောင်းတယ်မေခွန်းမှာအဲ့ဒါကဒုတိယအဓိကအချက်ပဲရိမ့်မြစ်တင်မှာရှင်းပြထားတာကတော့ကပားဟာအလွန်တင်ရင်ပြီးတော့တသမတ်တိရှိတဲ့အရင်နှုန်း constant velocity နဲ့လဲပတ်နေလိုပါပဲဆိုလိုတာကသူ့အရှင်ကယုတ်တည့်ရဲ့တက်သွားတာကြလော်တာမျိုးမရှိဘူးပေါ့အော်တသမတ်တိသွားနေတာမော်ဟုတ်ပါတယ်အဲ့ဒါကဘလို့အကျူးတက်ရောက်လဲဆိုတော့ကပားပေါ်မှာရှိရှိသမျှအရာအလုံးလဲကျွန်တော်တို့ကိုယ်တိုင် ပဝင်းကျင်လေးထူတမုတ္တရာတွေအိမ်တွေအကုန်လုံးကကဘာနဲ့အတူတူဒီကိန်းတဲ့အရင်နှုန်းနဲ့လိုက်လဲနေတာอืมအတူတူလိုက်လဲနေတာဟုတ်တယ်အရင်ပြစ်တစ်ခုမှဥမာပေးထားသလိုပဲလီရင်ဒါမှမဟုတ်ရထားမြဲမြန်သွားနေချင်းပေါ့လီရင်ကတီတီငင်ငင်နဲ့အမြင့်တင်နေတာရောက်ပြီးပြန်တက်နေပြီဆိုရင်ပြင်းပေါ်ကအပြင်မကြည့်ရင်ကိုဘလောက်မြဲမြန်သွားနေလဲဆိုတာတိတ်မသိတော့ဘူးလေဟုတ်တယ်မလားဟုတ်ကဲ့ဟုတ်ကဲ့မှန်ပါတယ်ကားပေါ်မှာဆိုလဲငိန်နေရင်တိတ်မသိတာဘူးအဲ့ဒီလိုပဲ ကျွန်တော်တို့ခန္ဓာကိုယ်ကအလျင်နှုံးပြောင်းလဲမှု acceleration တို့ deceleration တို့ကိုပဲအဓိကခန်းစားမိတာကားစားထွက်ခြင်း brake အုပ်ချိန်မျိုးပေါ့ဟုတ်ပြီဟုတ်ပြီကဘာလဲဘနှုံးတာရုတ်တရက်ကြီးပြောင်းသွားမယ်ဆိုရင်တော့အဲ့ဒါဆိုရင်တော့တေချာပေါ့အကြီးကျယ်ခန်းစားမိမှာအော်နားလဲပါပြီဒါဆိုကဘာဆွေးရကအဓိကထိန်းထားပြီးတော့လဲဘနှုံးကကိန့်တယ်ဖြစ်နေလို့မခန်းစားရဘူးပေါ့စိတ်ဝင်စားစရာပဲနောက်ထပ်မဆုတွေထဲမှာထူးခြားလာရောဘာတွေ့သေးလဲ နောက်တစ်ဆင့်ဝင်စားချက်ကောင်းတဲ့အချက်တစ်ခုကကိုလေးချိန်နဲ့ပတ်သက်တာပဲအရင်မြေတရားဆိုရင်လေဝင်ရိုးစွန်းတယ်တာဥပမာမြောက်ဝင်ရိုးစွန်းလို့နေရာမှာကိုလေးချိန်ချိန်တာက equator မှာချိန်တာထက်အနှဲငယ်ပိုလေးနေတာကိုတွေ့ရတယ်ဟုတ်လားဒါကအင်းစားတာမြောက်လို့တော့မဟုတ်ဘူးနော်။ဟာမဟုတ်ပါဘူး။ဒါကခုနကပြောတဲ့ဘိုးခွာနဲ့ဆက်ဆက်နေတယ်။အော်ဟုတ်ကဲ့။ Equator ကကမ္ဘာဘိုးကနေပိုးဝေးတယ်။ ပြီးတော့လေပန်းနှုံးလက်အများဆုံးဆိုတော့ဘဟုခွာအားအများဆုံးတက်ရောက်တယ်လေအဲ0.3%အားလေးကကဘာဆွဲအားကိုအနှဲငယ်စန့်ကျင်ပြီးသွန်းထုံနေတော့ကိုလေးချင်းကိုအနှဲငယ်ပေါ်ရော့သွားစေတယ်အေးဝီယိုဆုံးနေမှာကြာတော့လေပန်းနှုံးက0နီးပါပဲဆိုတော့ဘဟုခွာအားတက်ရောက်မှုမရှိတလို့ပဲဒါကြောင့်အလေးချင်းအဖြစ်နီးပါခံစားရပြီး equator ထက်နည်းနည်းပိုလေးနေတာပေါ့အော် အဲ့ဒီ0.3%ကတဲရတယ်ဆိုပေမဲ့ဒီလိုတက်ရောက်မှုလေးတွေတော့ရှိနေတာကိုဟုတ်ပါတယ်တိတိကျကျပြောရရင်အဲ့လိုရှိတယ်နောက်ဆုံးဆက်ဆက်အချက်အနေနဲ့အာဂါသထဲကအာဂါသရမှုတွေအကြောင်းမှတ်စုတစ်ခုမှဖော်ပြထားသေးတယ်သူတို့အာဂါသစခန်းထဲမှာလဲရနေနေတာလीအဲ့ဒါကကဘာဆွဲအားလုံးဝမရှိတော့လို့မဟုတ်ဘူးနော်ဟုတ်လားကျမကလုံးဝမရှိတော့လို့ထင်တာမဟုတ်ဘူးအဲ့ဒီအမျက်မှာကဘာဆွဲအားကအားနေတော့ပြီမဲ့ရှိတော့ရှိနေသေးတယ် ဒါပေမဲ့အရေးကြီးတာကသူတို့ကကမ္ဘာကို အလွန်မြန်နဲ့နှုံးနဲ့ပတ်လန့်နေမှာတွားနေတာအဲ့ဒီတော့အဲ့ဒီအလျင်ကြောင့်ဖြစ်တဲ့ဘိုးခွာအားနဲ့အားနေဟွားတဲ့ကမ္ဘာဆွဲအားအဲ့ဒီနှစ်ခုကဟန်ချက်ညီသွားပြီးတော့အလေးချိန်မဲ့လို့ဖြစ်နေတာအော်ဟန်ချက်ညီသွားလို့ကိုကောင်းလိုက်တဲ့ရှင်ပြချက်ပဲဒါဆိုရင်ဒီနေ့ကျမတို့လေးလာခဲ့တဲ့အရင်မြစ်တွေကကဘာပေါ်မှာဒီလောက်မြန်နှုံးနဲ့လဲနေတာတောင်လွတ်မထွက်သွားပဲပုံမှန်အတိုင်းနေနိုင်တာကအဓိကအားဖြင့် တစ်ကဘာဆွဲအားကရားလုံးကိုအခိုင်အမာဆွဲထားလို့ပြီးတော့နှစ်ကဘာလဲပတ်နှုံးကတသမတိကိန်းတိဖြစ်နေလို့လူရှားမှုကိုမခံစားရတာဒီအချက်နှစ်ချက်ကြောင့်ပဲလို့ကောက်ချက်ချတိုင်းတာမနော်တိတိကြကြပါပဲဒီအချက်လက်ဒီကကဘာရဲ့အံ့ဩစရာရူပဝေဒါကိုပို့ပြီးနားလေစရာပေါ့ဒီတော့လေနောက်ဆုံးအနေနဲ့စဉ်းစားစရာလေးတခုထားခဲ့ခြင်းပါလေအရင်မြက်ဒီထဲမှာတော့တိုက်ရိုက်မပါဘူးမြင်စိတ်ကူးကြည့်အောင်ပေါ့အကြောင်းတစ်ခုခုကြောင့်အနာဂတ်မှာ ကမ္ဘာလဲပနှုံးကအခုထက်တိတိတတာပိုနှေးသွားရင်ဒါမှမဟုတ်ပိုမြန်လာခင်ကျွန်တော်တို့ရဲ့နေတာရှင်မှုရာဒီဥဒုပင်လေရေမြင့်တဲ့ပင်ဒီအပေါ်မှာဘလို့မျိုးတက်ရမှုတွေရှိလာနိုင်မလဲစိတ်ဝင်စားစရာဆက်တွေးကြည့်လို့ရတဲ့အချက်ပါပဲ။